အချိန်နဲ့အချိန်တော့ကျင်းစားတဲ့ပိုင်းပြီးဆုံးသွားတယ်ပေါ့နော်အဲကျွန်တော်တို့မပေါက်လိုက်ပါဘူးပေါက်လိုက်တဲ့ကြံကောင်းလိုက်တဲ့မိစေများအလုံးတဲ့ကွန်ကရစ်ကြီးလေးရှင်းမှာပေါ့နော်ကျွန်တော်အချိန်နဲ့ဆက်ရစပြီးတော့အမြဲတမ်းသတိပေးပြီးပြောနေပါတယ်ပေါ့နော်ဒီကမှာတက်စီဒီကိုလုံးပြောင်းထွက်ကိုထွက်မှာ ိုလုံးပြောင်းထွက်ကိုထွက်မှာအဲတိစီကခုနှစ်လုံးထွက်ပြီးပြီးသုံးလုံးကျန်နေတယ်ပေါ့နော်အဲ့ဒီနှလုံးကတော့ထွက်ကိုထွက်လာမှာကိုလုံးထွက်ပူပြီးတော့ဆယ်လုံးပြောင်းထွက်မထွက်ဆိုတော့ကိုယ်လုံးပြောင်းထိတော့ ထပ်နိုင်တယ်။ဆယ်လုံးကြည့်လို့ကြည့်ဆိုတော့မပြောတော့ဘူးပေါ့နော်။ chess confidence ကိုယ်ကိုယုံကြည်မှုလည်းတည်ဆောက်ပြီးတော့အများရန်ကစားရတာပဲ။အဲကျွန်တော်တည်ဆောက်တဲ့အပိုင်းကတော့ထိတ်ကြည့်နေတာကိုလိုပြောင်းထွက်ကိုထွက်မှာပဲ။ဒီချက်လုံးတော့ထိတ်ကြည့်တစ်နှစ်လုံးမှဒီနံပါတ်တစ်လုံးကအသက်အံပြောက်ခဲ့တဲ့နံပါတ်တစ်လုံးပေါ့နော်။ လာမဲ့လာတော့ထိတ်စည်းနေပဲလာစလုံးမြောက်ထိတ်စည်းဆိုထွက်သွားပြီပေါ့နော်အဲ့တော့ကျန်တဲ့ထိတ်စည်းနှလုံး၄ထိတ်စည်း၃ရထိတ်စည်းကျန်ခဲ့တဲ့ထိတ်စည်းနှလုံးပေါ့နော်၄နဲ့၃ရနဲ့ဒါရင်းနဲ့ပတ်သက်တဲ့တနှလုံးကစားခဲ့တဲ့ကနန်းနေစိတ်ဝင်စားအထူးတရီထားပြီးလိုက်ကစားစေချင်ပါတယ်ပေါ့နော်ကိုလုံးမြောက်ထိတ်စည်းကျန်တဲ့၃ချိန်တည်းမှာ ရောက်နေတဲ့ထိတ်ဆီးနှလုံးနဲ့ကတလုံးဓာတ်ကုလာမယ်ဒါကတော့ယုံကြည်မှုပြီးထားတယ်ပေါ့နော်တော့ကျွန်တော်တို့ကဖြစ်နိုင်တာကိုပဲပြောတယ်မဖြစ်နိုင်ပါဘူးဆိုတဲ့စကားကိုမပြောဘူးဘာလို့ဆိုကျွန်တော်တို့ကပေါက်ကနန်းရှာမပေါက်ကနန်းရှာဘူးပေါ့နော်ဒါကျွန်တော်တို့ရဲ့အယူဆပိုင်းပေါ့နော်ဒါရီကလည်းအလားတတ်တော့ပြောမရဘူးပေါ့နော်သူ့ရဲ့ တန်တရားစဝင်းလက်ပတ်တဲ့ကိင်္ဂနန်းတွေရဲ့အသွားအလာတိုင်းပဲကျွန်တော်တို့ကပြောတာပေါ့နော်။အော်ကိုကိုကိုယုံကြည်မှုလွန်ခဲ့တဲ့မှာလေကိုမပါခြင်းမှုအဲ့လိုပဲကိုကိုကိုယုံကြည်မှုတိဆောက်ပြီးတော့အလုံးမလုံးတဲ့ထဲလေကျွန်တော်မပါခြင်းကိုကိုကိုယုံကြည်မှုလွန်ခဲ့ရင်လေဆူကျူးရှိတယ်။ကိုကိုကိုယုံကြည်မှုမတိဆောက်နိုင်ရင်လေဆူကျူးရှိတယ်။ ယုံကြည်မှုဆိုတာကိုယ်တိုင်တိဆောက်ယူနိုင်တယ်။အင်းနားရအောင်ကောင်းပြီနော်။နည်းနည်းတော့ထွက်လာတဲ့တိတ်ထိတ်စီလေးပါတိတ်ထိတ်စီထွက်တဲ့အတွက်ဘရိတ်တစ်ခုကမပြောက်နိုင်တော့ဘူးလို့ယုံကြည်ထားတဲ့မလာရတဲ့ဘရိတ်တစ်ခုဟာအဓိကရှစ်ဘရိတ်မပြောက်နိုင်ဘူးလို့ပို့ပြီးတော့ယုံကြည်မှုရှိတဲ့လမ်းကြောလေးပေါ့တိတ်ထိတ်စီမဆက်တကြိမ်မှာကစားကွက်တလုံးနဲ့ပဲတွေ့ ကြိုက်မြင့်တက်လာအောင်ခဏကိုဘလို့မှရှာလို့မရအဲ့တော့လွတ်ပြလိုက်တယ်ဆက်သွားလည်းမတတ်နိုင်ဘူးနော်ကျွန်တော်အဖေကနေတော့ကျွန်တော်ထိုင်ကစားခိုင်းတာဆိုတော့တက်ထိုင်လေးတော့သတိတရားတက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့ပွဲပရိသုံးလေးကြိုက်တယ်တက်ထိုင်လေးတော့မမေ့ဘူးသတိတော့ပြလိုက်ပါရဲ့နော်အဲ့တော့ကျွန်တော်တို့တင်းကနန်းနေရသွားတဲ့ဖြစ်စဉ်တိုင်းပဲကျွန်တော်ပြောခဲ့တာ69ခုနှစ်ကစတယ် 90ခုနှစ်တည်းမှာထိပ်စီတီကိုလုံးပြောင်းထွက်တယ်ပျောက်တဲ့ထိပ်စီတီလေးပျောက်ခဲ့တယ်10နှစ်ပြည့်87မှာထိပ်စီတီကိုလုံးပြောင်းထွက်တယ်ပျောက်တဲ့ထိပ်စီတီနှစ်လုံးပျောက်ခဲ့တယ်92နှစ်မှာလည်းဒီတိုင်းပဲထိပ်စီတီကိုလုံးပြောင်းထွက်တာပျောက်တဲ့ထိပ်စီတီ၃ရပျောက်ခဲ့တယ်အဲ့နှစ်ပြီးတော့300ခုနှစ်ရောက်ဒီနေ့ထက်မှဆိုထိပ်စီတီကိုလုံးပြောင်းထွက်ကိုထွက်တယ်နှစ်ထိပ်စီတစ်လုံးပျောက်ခဲ့တယ်ဒီစနစ်ကနေရောက်ပြီနော်ထိပ်စီးဒီကိုလုံးပြောင်းထွက်တယ် ပြောက်ခဲ့တဲ့ရှိတုံးရတဲ့ကြီးတလုံးပြောက်ခဲ့အဲ့တော့ဒီမှာ၅ဆွန်းနဲ့ခုနှစ်ကျွန်တော်တို့အချိန်20မြောက်တယ်ကျွန်တော်ပြောခဲ့တဲ့မှတ်တမ်းအဲ့၅ဆွန်းနဲ့ခုနှစ်ရောက်ပြီးတစ်စီးဒီ၉လုံးပြောင်းထွက်ရမှာအဲ့တော့အချိန်20ရောက်ပြီးကျန်တာလဲ၅ချိန်ပဲကျန်တော့တာပြောက်နေတဲ့ထိစီးစီးကျွန်တော်တို့၁၄၃ညဆိုထိစီး၃လုံးပြောက်နေတာအဲ့ဒီနှလုံးကလာမှာ၅ချိန်အတွင်းမှာနှလုံးကလာကုလာမှာလာကုလာမှာဒါကျွန်တော်ရဲ့ယုံကြည်မှုပေါ့နော် အခြားသူတွေရဲ့မလာဘူးလားလူရောကိုမြင်နေကိုပြောပေါ့နော်အခြားခြားသောပုဂ္ဂိုလ်လည်းအခြားခြားသောဆရာလည်းကိုနိကွန်နဲ့ကိုပြောကြတယ်သို့တော့ပြည်သူ့မှာကျွန်တော်ပုတ်ခတ်လို့ရင်းလည်းမရှိဘူးကိုကိုကိုတော့ယုံကြည်မှုအများကြီးတည်ဆောက်တယ်အခုယုံကြည်မှုရတော့တိတ်စီကိုလုံးပြောင်းဖက်မှာအဲ့တော့ရှစ်လုံးမြောက်တိတ်စီဖက်ပါကျန်းနေတယ်လေးတိတ်စီတုံညာတိတ်စီကျန်းနေတယ်ဒီထဲကကျန်တဲ့သုံးရင်းပြမှာဒီချိန်လားကူလားဒါကျွန်တော်ရဲ့ယုံကြည်မှုပေါ့နော် အဲ့လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာရေးထားတဲ့မိတ်ဆွေများရဲဝန်ဆက်ပြီး like စေခြင်းပါတယ်ဒါလေးကိုအဓိကထားပြောပြချင်ပါတယ်ပေါ့နော် like စေခြင်းပါတယ်ကျန်တဲ့၃ချိန်ပဲကျန်တော့တာလေးတိတ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာရေးထားတဲ့မိတ်ဆွေများယုံကြည်စိတ်ချစွာဆက်ပြီးတော့ like စေခြင်းပါတယ်ပေါ့နော်ဒါလေးကိုအမှတ်တရ ဒီနေ့ချက်ဖို့နဲ့ဒီနေ့ပဲထပ်မှန်ပြီးတော့သတိပေးခြင်းနဲ့ပေါ့နော်ဒီလေးတိတ်ရှိနေပတ်သက်ပြီးတော့ကျွန်တော်လိုက်ခိုင်းထားတဲ့ကပတ်နှစ်ကွက်ယူထားတဲ့မစ်ရှင်များမပြတ်မကွက်ဆက်ပြီးတော့လိုက်ပါဒါလေးကိုတော့သူ့ပဲသတိပေးခြင်းပါပေါ့နော်ပြီးရတဲ့ပွဲမှာကိုချေဦးမောင်လည်းရောက်လာနော်ပြီးရတဲ့ပွဲမှာထွက်သွားလို့ပြောတော့မဟုတ်ဘူးတစ်ထိတ်တစ်လုံးကိုကစားမယ်ဆိုရင်လမ်းကြောင်းရှိတယ်ဘလုံးမရှာမြောက်အဲ့တထိန်နဲ့ပတ်သက်တဲ့ကနေကြိုက်ွက် အဲ့ဒါကျွန်တော်တစ်သုံးလုံးကိုပဲအမှတ်တရလေးတစ်ထိတ်ကြရင်တစ်သုံးလုံးထိုးလို့ပဲတင်းထိုးတဲ့အတွက်ထိတ်ကစားပါလို့ပဲပြောလိုက်တယ်ပေါ့နော်အဲ့ဒီတစ်ထိတ်ထွက်လာတဲ့အတွက်ရှစ်ပရိတ်မပြောက်တော့ဘူးယူဆိုင်တယ်မှာပါတယ်ပေါ့နော်ဒါလေးကိုပြည့်ပြည့်ကျင်တယ်ပေါ့နော်စင်ဝဆိုင်သုံးပေါ့စင်ဝဆိုင်မသုံးပါနဲ့အကြိုက်တူမှသုံးပေါ့နော် အဲ့တော့ပြီးခဲ့တဲ့အချိန်ဒီ21ချိန်ဖြစ်နေတာ21ချိန်မှာကျွန်တော်တို့ကအများရင်စစ်တယ်21ချိန်ဆိုရင်21ချိန်တန်းတန်းပေါ့နော်ဒီလို69ခုနှစ်ကစတာအခု2025ရောက်ပြီအဲ့ဒီရောက်တဲ့အထိကျွန်တော်တို့ကစားခြင်းနဲ့ထိပ်စီးတစ်လုံးအဓိကအဲမှာထိပ်စီးကိုဒီကနေ့ပြောတာပဲနော်ထိပ်စီးတစ်လုံးရဲ့ရာဇဝင်အများရင်စစ်တယ်ကျွန်တော်တို့စစ်တယ်စစ်တဲ့အချိန်မှာ21ချိန်မှာထိပ်စစ်ထိပ်စီးဒီအခုကြလင်းကားလို့ထွက်သွားတဲ့ကနန်းမတိုင်ခင်တော့ တိတ်ထိတ်စီကြီးနှစ်ကြိမ်မဲ့ကြာဦးတာ၂၀ကြိမ်တန်းတန်းမှာလေးထိတ်သုံးရထိတ်ငါးထိတ်သုံးထိတ်သုံးရထိတ်နှစ်ထိတ်လေးထိတ်နှစ်ထိတ်ဆောက်ထိတ်ရှစ်ထိတ်သုံးထိတ်ကိုးထိတ်ဆောက်ထိတ်ရှစ်ရှစ်ထိတ်ငါးထိတ်လေးထိတ်တိတ်ထိတ်ဆိုဒီမှာပထမဆုံးစကြာဦးတာ၂၀ကြိမ်တန်းတန်းမှာပထမဆုံးစကြာတဲ့တိတ်ထိတ်ကဒီမှာကြာဦးတာနောက်ထပ်ပြန်ပြီးတော့စစ်တော့၆ထိတ်နှစ်ထိတ်နှစ်ထိတ်နှစ်ထိတ်ငါးထိတ်ငါးထိတ်၆ထိတ် တိတ်တိတ်ဆိုဒုတိယကြိမ်တော့ဒီမှာကြာဘူးတာကြားထဲမှာပြန်စစ်တော့စစ်တိတ်လေးတိတ်သုံးရထိတ်လေးတိတ်ခွန်တိတ်ဘုံတိတ်သုံးတိတ်ခွန်တိတ်သုံးတိတ်ငါးတိတ်၆တိတ်ငါးတိတ်စစ်တိတ်လေးတိတ်၆တိတ်ကိုးတိတ်ကိုးတိတ်ခွန်တိတ်ငါးတိတ်ကိုးတိတ်စစ်တိတ်နှစ်တိတ်သုံးတိတ်သုံးတိတ်ကိုးတိတ်နှစ်တိတ်၆တိတ်ခွန်တိတ်ခွန်တိတ်ကိုးတိတ် ုံကောင်းနော်ဒီ20တကြိမ်တန်းတန်းမှာပေါ့တတိက69ခုနှစ်ကစတာဒါ2025ဆို59နှစ်မြောက်နှစ်ချက်ရောက်ဒီကလင်းနာမှတ်တမ်းမှာတတိက2ကြိမ်ပဲကြာဘူးကရှိမှ2ကြိမ်ပဲကြာဘူးလား20ကြိမ်တန်းတန်းမှာဒါဆိုလို့ရှိရင်3ကြိမ်ကြောက်တတိစီကြာနိုင်တာဆိုကြာနိုင်တဲ့မက်သက်ကတော့တည် အဲ့တိတ်တိတ်ကိုကြမယ်ဆိုလို့ရှိရင်တိတ်တိတ်ကစားမယ်ဆိုရင်အဲ့တိတ်တိတ်နဲ့ပတ်သက်တဲ့ကစားပွဲဘလို့မှရှာမရအောင်အကန့်ကျမှာပဲဘလို့မှရှာမရအောင်တိုက်ဆိုင်မှုတွေရှိတယ်တိတ်တိတ်ကြနိုင်တဲ့နိုင်ငံဒါပေမဲ့ဘလို့မှရှာမရအောင်တိတ်တိတ်နဲ့ပတ်သက်တဲ့အကျိုက်ကစားပွဲအဲ့တော့ကံပေါ်လက်လွတ်လိုက်တာပေါ့တလုံးနဲ့တော့ဘာမှလုပ်မရအောင်အဲ့တော့မှတ်တမ်းကဘာလဲဆိုတော့ နောက်ဆက်တဲ့ချိန်တိတိမှာတစ်ထိတ်ကြာဒီမှာပထမတစ်ကက်ကြာဒုတိယတစ်ကက်ဒီမှာတစ်ကက်ကြာအဲ့နှစ်ကက်လုံးရဲ့ရာစုပွန်မှာနောက်ဆက်တဲ့ချိန်တန်းတန်းမနောက်နောက်ဆက်တဲ့ချိန်တန်းတန်းမှာတစ်ထိတ်စီနှစ်ချိန်ပဲကြာခဲ့တာအခုကြာတဲ့ချိန်မှာသုံးချိန်ပဲကြာအဲ့ဒီမှာတူညီတဲ့မှတ်တမ်းကျွန်တော်စစ်တော့နောက်ဆက်တဲ့ချိန်မြောက်မှာတစ်ထိတ်စီဒီနေရာမှာစကြခဲ့ဘူးတယ် ဒါဒီအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့85ခုနှစ်ပေါ့နော်အဲ့မှာမှတ်တမ်းတူရလေးတွေ့တယ်ဒါတွေ့တယ်၂၀တကြိမ်မှာတိတ်တိတ်ကြီးကြတဲ့ချိန်ပုံမှန်ဆုံးဒီနေရာမှာတန်းတန်းမှာတိတ်တိတ်ကြီးပုံမှန်ဆုံးဆက်ကြအဲ့ဒီတိတ်တိတ်ကြီးအပေါ်အချိန်၂၀လုံးလုံးပျောက်ပြရမှာနှစ်ထိပ်၃ရက်ထိပ်၃ရက်ထိပ်နှစ်ထိပ်၄ထိပ်ခွန်ထိပ်၃ရက်ထိပ်၄ထိပ်ခွန်ထိပ်နှစ်ထိပ်၈ထိပ်နှစ်ထိပ်၄ထိပ်၈ထိပ်နှစ်ထိပ်၆ထိပ်၉ထိပ်၆ထိပ်နှစ်ထိပ်၅ထိပ် အချိန်နဲ့ဆယ်လုံးလုံးလုံးဝပျောက်သွားတာပျောက်ထားခဲ့တဲ့စနစ်ကနေမှဒီ20ကျင်းရောက်မှတစ်ထိတ်စီးစွာစပြီးတော့ပေါ်တာအဲ့တော့ဒီ20ကျင်းတန်းတန်းမှလည်းဒါပရမသုစထွက်ခဲ့တဲ့တစ်ထိတ်ဒါဆိုဒုတိယတစ်ထိတ်ဒုတိယတစ်ထိတ်ဒီကားမှာတစ်ထိတ်ထွက်တော့တစ်ထိတ်ဒီကျင်းရောက်မှဒုတိယမြောက်လာထွက်တဲ့20ကျင်းတန်းတန်းဒီစနစ်တိုင်းပဲလာတာဒါဆို93ခုနှစ်ထဲမှာ စ်ထိတ်သုံးထိတ်လေးထိတ်နှစ်ထိတ်ဆောက်ထိတ်ငါးထိတ်သုံးရထိတ်ငါးထိတ်ကူးထိတ်လေးထိတ်စစ်ထိတ်နှစ်ထိတ်သုံးရထိတ်ခွန်ထိတ်ဆောက်ထိတ်သုံးရထိတ်ခွန်ထိတ်ကူးထိတ်ခွန်ထိတ်ကူးထိတ်တစ်ထိတ်အကျိန်း၂၀လုံးလုံးတစ်ထိတ်ကပျောက်ပြီးဒီချိန်ညမှာတစ်ထိတ်ကပေါ်လာအဲ့၂၀ချိန်တန်းတန်းမှာတစ်ထိတ်နှစ်ချိန်မဲ့တက်ခဲ့အဲ့ဒီရာဇဝင်ရှိတယ်ဒါဆိုဒီကြမ်းမှာတစ်ထိတ်ကမြေဒီပွဲလိုဟာမြေပြီးခဲ့တဲ့ပွဲလိုဟာမျိုးမှာ အဆက်တကြိမ်မှာတက်ထိတ်ကစားကြင်သလားကစားကြင်အိုက်စနစ်ကတော့သွားညီးတယ်ဆိုတော့တွေ့တယ်ဒီနှစ်ကတော့ဒါအထူးထောက်ပြစရာမလိုဘူးเนาะအကြိမ်20လုံးလောက်တက်ထိတ်ပြောက်ဟာပုံစံတူတော့ဒီမှာရှိတယ်ဟာတက်ထိတ်ပုံစံတူတော့ရှိတယ်လို့အဲ့တက်ထိတ်ကစားမယ်ဆိုရင်ဘာကဏ္ဍကစားမယ်ဘလို့မှရှာမယ်ပြီးရဲ့ဘွယ်မှာကျွန်တော်အကြိုက်တက်ထိတ်နဲ့ကစားဘွယ်ဘလို့မှကဏ္ဍတစ်ပေါက်စိတ်ကြက်ပြောင်းရှာမယ် ဒါမှရာဇဝမ်းတော့သွားတူတယ်လို့အဲ့ဒီမှာပြန်ပြီးတော့စဉ်းစားတာ20ကြိမ်မှာဖရိရရှိကိုရှိရမှာချဲကနန်တကောချဲအင်းစနစ်ဆိုရှိကိုရှိရချဲမှာဒါဆိုအကျဉ်း20လုံးလုံးနှစ်ထိပ်ကိုပျောက်တယ်20ကြိမ်ချက်မှာတစ်ထိပ်စပြီးတော့ပေါ်တယ်အဲ့ရှိမှာလေတစ်ထိပ်ကမထွက်ဘူးပရောဂါဆာထွက်တော့20ကြိမ်မှာထွက်တယ်ပရောဂါဆာတစ်ထိပ်ဒီအဲ့လိုပုံစံထွက်တာ အတတိတ်ကလည်းတော့သောင်းတစ်ကျင်းနှစ်ကျင်းသုံးကျင်းလေးကျင်းသူပေးမှာ6ရှင်းနဲ့တွေ့ရနောက်တွေ့ရိုက်ထားတာဒီတူညီချက်ရှိတယ်အဲ့လိုပဲကျင်း20မြောက်ဒုတိယညတစ်ထိပ်ပြီးဖွက်တယ်သူ့ဘောကျင်း20လုံးလုံးပျောက်တာတတိတ်ကဒီကျင်းကျမှစပါဒုတိယမြောက်20ကျင်းမှာဒုတိယမြောက်ထွက်တယ်တတိတ်လည်းဖြစ်တယ်တစ်ကျင်းနှစ်ကျင်းသုံးကျင်းလေးကျင်းသူပေးမှာလည်း6ရှင်းနောက်တွေ့ရိုက်ထားတယ်ဒီကောင်နဲ့တန်းတန်းမှာ ဒါဆိုဒီကြဲမှာ20 20တကြိမ်ရောက်မှာတစ်ထိပ်ကလုံးဝပျောက်တာဒါ၃ကြိမ်တော့တစ်ထိပ်ထက်မှဆိုသူ့ဘုံမှာအကြိမ်20လောလောတစ်ထိပ်ကပျောက်ခဲ့တာဒီစနစ်တူပြီဒါဆိုသူ့မှာ frame ရှိမယ်ထောက်ကြည့်ဒီကြိမ်ဒီကြိမ်၃ကြိမ်၄ကြိမ်၆ရှစ်နောက်တွဲရှိတယ်နှစ်ပိတ်မှာဒီ၆ရှစ်နဲ့တွဲနဲ့နောက်တွဲနဲ့သူထောက်ထားတာဒါကိုထောက်ထားတာတစ်ထိပ်တော့လာမယ်ဆိုရင်ဒီ20ကြိမ်မှာဒီကစားနည်းဒီအကောင်းဆုံးပဲ င်းစားတယ်။အဲဒီတိထိတ်မလားကေမှာ6ရှစ်အတွဲထောက်တယ်လို့ဒီမှာသိစီထောင်သုံးလုံးပေါင်းခြင်း9လို့ထောက်ပြီး9နဲ့တင်တယ်6လို့ရိုက်မှာလား။ဒီမှာလည်းတင်ကြီးချက်ကထက်တယ်ရောပေါ့နော်။ဒီသုံးလုံးပေါင်းခြင်းဒီ9 9နဲ့တင်တယ်ထောက်ပြီး6လို့ရိုက်မှာလား။ဒီမှာလက်သေးစီထောင်သုံးလုံးမောင်းခြင်းငါလို့ထောက်တာတူကြီးချက်ရှိတယ်ငါတက်၆ဒီ၆ကိုဒီလိုချီမာလာတတိတ်ကစားမစိမ့်တော့ဒီစနစ်ဒီအားကောင်းဆုံးဆို20ကျိန်ပြအားကောင်းဆုံးဆိုပြီးတော့ ချမ်းသွင်းစောကြီးရပါဒီစနစ်မြင်လိုက်တယ်အဲဒီစနစ်ကနေဒီကနန်းပေါက်လိုက်ရှာတယ်ဒီကနန်းဘလို့ထွက်ခဲ့တာလဲဒါဆိုဒီကနန်းဘလို့ထွက်ခဲ့တာလဲအဲ့နှစ်ခုစုံမနဲ့ဒီမှာဘလို့ထွက်နိုင်လဲဘလို့မှရှာမရဘလို့မှရှာမရဒီနေ့ချက်ဖြစ်တယ်မနေ့ကညဒီအိုက်ဖိုင်ကိုကြည်နေစေကြည်သေးတာဘလို့မှရှာမရကနန်းပေါက် ဲ့လိုရှားမရသလိုတခြားတခြားသောကစားကွက်တွေနဲ့လည်းပြီးခဲ့တဲ့အခုထွက်သွားတဲ့20တကြိမ်မှာတစ်ထိန်နဲ့ပတ်သက်တဲ့အကျဉ်းဆုံးကစားကွက်ဘလို့မှရှားမရဘူး။ဘယ်ဆော်လဲ။ကဲထွက်လဲထွက်မတက်နိုင်ဘူးပေါ့နော်။တော့ထိုင်ကစားရဆိုတစ်ထိုင်လို့တင်းထူးနည်းနည်းကြီးဆိုင်ထူးပေါ့မမာရေတော့မှားလိုက်နော်ဘလုံးမရှာမြောင်အကြိုက်လိုလုံးမရှာမြောင်ချက်မှာစနစ်ရှိရဆိုဒါလေးကိုပြုတ်ပြလိုက် ဒီတလုံးနဲ့လည်းဘာမှလုံးမရအောင်အမှန်ကန်ရိုက်တဲ့ဖရိတ်တစ်ခုပဲဒါကျွန်တော်တို့ဖြဲလောကမှာကလင်တန်းမှာနောက်ထပ်ဖရိတ်တစ်ခုအစ်စ်ကစားဖို့စဉ်းစားရတွေ့လာတဲ့ဖရိတ်တစ်ခုပဲပြောချင်တာကအဲ့ဒီပုံစံအကျဉ်း20လုံးလောက်ပျောက်တယ်20တကြိမ်မှာတစ်ထိပ်စီ3ကြိမ်ရတယ်ဒီပုံစံတိုင်းရိုက်တယ်ဒီတစ်ထိပ်မှာထွက်လာရင်ရှစ်ပြိထွက်ကုန်ထွက်တယ် မပြောက်ဘူး။မဆက်တကြိမ်မဟိုက်မှာတိတိစီစထွက်တယ်။ဒီတန်းရမှာလည်းဒါဘရမန်စထွက်တဲ့တိတိနှစ်ပိမ်မှာတည့်ရနေခက်ရှစ်ပိမ်လိုက်နေတယ်။ဒါကိုပြောချင်တယ်။ဖရိတ်တစ်ခုကစားဖို့နှစ်ပိမ်ကစားခွက်မှာအချို့စော်ကြီးကျူတင်ပြီးတော့စဉ်းစားလို့ရအောင်ပြက်ပြက်ထားချင်တယ်။တိတိကဒီလိုပုံစံမျိုးနဲ့အချိန်20လုံးလုံးပြောက်တယ်20တကြိမ်မှာလည်းဘရမန်စထွက်တဲ့တိတိဖြစ်တယ်။အဲ့လိုမှထွက်ရင်အပိတ်မှာတည့်ရနေခက်ရှစ်ပိမ်နဲ့ပိတ်နေတယ်။ ဒီပုံစံတိုင်းနဲ့6ရက်အတွက်လည်းတက်တဲ့ထောက်ဒုတိယမြောက်20ကြိမ်တန်းရမှာဒုတိယမြောက်တစ်ထိပ်ဖြစ်တယ်ဒီ20လုံးပြောက်ခဲ့တာဒီတစ်ထိပ်အဲ့လိုမှတွက်ခဲ့ဟဲ့အပိတ်မှာတည့်ရနေခက်ရှစ်ပြိနဲ့နှစ်ပိတ်ကိုထွက်နေတယ်ဒါဆိုတတိယကဒီပုံစံတိုင်းမှာအခုတစ်ထိပ်ထိတ်ကစားသွားပြီဒါကျွန်တော်တို့ကလင်နာမှာနောက်တဲ့ဖရိုင်ယောတခုအစ်စ်တခုထပ်ရလာပေါ့နော် အဲ့ဒါဆိုလို့ရှိရင်ရှေ့စနစ်တိုင်းပဲ20ကြိမ်မြောက်မှတတိယမြောက်တတိယစီထွက်တဲ့ဖြစ်စဉ်လည်းဖြစ်တဲ့ abundance အကျဉ်းနဲ့ဆယ်လုံးလည်းလုံးဝပျောက်သွားတယ်။တတိယပြည့်20ကြိမ်မှဒီတစ်ထိတ်ခံခဲ့ရှစ်နှစ်ကမှအပိတ်မှရှစ်ပြိမ့်နဲ့ပိတ်နေတာ။ဒါဆိုရင်ဒီ3ကြိမ်ဒီ3ကြိမ်ဒီကြိမ်ရမှရှစ်ပြိမ့်လားပိတ်မှလားဒီကြားထဲမှာလားထွက်အောင်မှလားတတိထားပြီးတော့ရှစ်ပြိမ့်နဲ့ပတ်သက်တဲ့ဟာလေးအမှတ်ရလေး ်22ကျင်23ကျင်မှာမထွက်ခဲ့ဒီကျင်ရတာရှစ်ပြိအခုတက်တဲ့ဒီတလုံးနဲ့တွေ့လို့ပြိတမျိုးနဲ့တွေ့ရတယ်ချဲ့ပေါက်မရဘူးပြန်နော်ဒါကြိုတင်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများဝါသနာစုတငယ်ချင်းများရောကျွန်တော်ရဲ့အဖွဲ့ဝင်တွေကကြိုတင်ပြီးတော့စဉ်းစားနိုင်ဖို့ထွေရတော့ခင်းသွားတယ်နော်ဒါလေးကိုအမှတ်ရပြုတ်ပြီးတာနော်ချက်တဲ့နေ့အမှတ်ရပြုတ်ပြီးတာဒီလိုနေ့ပြောမှမှတ်မိကြတယ်ဒီလိုနေ့ပြောမှမှတ်မိကြတယ် အဲ့တော့ပြိရှိဘလိုပုံစံလာမလဲဒီနှစ်ထဲမှာဒီပြိရှိမပြောင်းနိုင်ဘူးလို့ယူဆတယ်လို့ဒီနှစ်ထဲမှာပြိရှိနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလည်းလေးတလုံးလိုက်နေတာဒီနှစ်ထဲမှာကျွန်တော်တို့ပြောတယ်လေးဒီထိတ်သီးနဲ့နောက်လုံးပေါင်းလေးနဲ့ပြိရှိထွက်ဖို့ရှိရည်ခဏခဏပြောဦးတယ်လေးနောက်ပိတ်နဲ့ရှင်းနှလုံးပေါင်းလေးနဲ့ပြိရှိထွက်စရာကြီး၃၅မြို့လောက်ရှိတယ်ခဏခဏပြောမှုတယ်အဲ့ဒါမျိုးတိုက်ဆိုင်နေကနန်း ဒီထိုင်မှာတဏ္ဍူကနေချထားတယ်အဲ့လိုဖြစ်တဲ့နှစ်ထဲမှာပရိရှင်နဲ့ပတ်သက်ပြီးတော့ခွန်ခွန်လေးဆိုတဲ့ပတ်လေကနေတပေါက်လိုက်ထွက်နေတယ်အဲ့လိုဖြစ်စင်နေဖြစ်ပြီးအဲ့ဒီနှစ်ထဲမှာခွန်ခွန်လေးဆိုတဲ့ပရိရှင်ကနေတပေါက်ပတ်လေမပြတ်မကွထွက်နေတယ်ကဲကျွန်တော်ပြောချင်တဲ့ရည်ရချက်ကဒါပဲဒီ၃ချိန်မှာကျန်တဲ့၃ချိန်မှာဒီခွန်ခွန်လေးအာ သတိထားကစားကြပါကိုစိတ်ဝင်စားလို့သုံးပါစိတ်ဝင်စားရင်မသုံးကြပါနဲ့စိတ်ဝင်စားခဲ့မယ်ဆိုရင်ဒါလေးကိုသတိထားကစားကြပါလို့အမှတ်ရလေးချက်ဖွင့်နေနေမှာအမှတ်ရလေးပြောပြချင်လို့ဒီ live play တက်ပြောပေးတာနော်အဲ့တော့ခုနပြောလို့ပဲထိစီတစ်လုံးနဲ့ရရင်လည်းဘာမှလုပ်မရပေါက်ကလန်းဖြစ်မရဒါဆိုရင်ဒီမှာလည်းပရိတ်တစ်လုံးဒီကြားထဲမှာမှမထွက်ခဲ့ဒီရရှစ်ပရိတ်ဒီထိစီမှဒီလိုထွက်ဒီရှစ်ပရိတ်ကိုမကစားရစရာအကြောင်းမရှိဘူး အဲ့ဒီရှေ့ပြိတ်တွေပြိတ်တခုတည်းရအောင်လေချက် ပေါက်မရအောင်နော်ကဏ္ဍသုံးလုံးတူအောင်ထိုးနိုင်မှပေါက်တာဒါလေးကိုကြိုတင်ပြီးစဉ်းစားလို့ရအောင်အမတ်ရပြောပြတယ်မထွက်လာသေးတဲ့ပြိတ်ရှိတယ်ပြိတ်ထဲမှာပြိတ်ရှိတစ်မျိုးပဲကျန်တော့တာမထွက်တာအဲ့တော့ဒီမှာလဲဒီဖြစ်စဉ်တိုင်းလဲအဲ့ဒီနေ့ထဲမှာကဏ္ဍဒီဂရမ်ပြိတ်ရှိနဲ့ပတ်သက်ပြီးတော့ခုနှလုံးနဲ့လေးတလုံးနဲ့ကဏ္ဍဒီကဏ္ဍဒီကဏ္ဍလေးကပြူးပြဲပြဲထွက်နေတယ် ဒီမှာလည်းဒီတိုင်းအဲ့လိုထွက်တဲ့နှစ်ဆဲမှာခုနှလုံးနဲ့လေးလုံးနဲ့ basic ကနေတစ်ခွက်ဖက်နေတယ်ဒါဆို၃ချိန်ပဲကျန်တော့တာတစ်ချိန်ရောမှထိုးမှ၃ခွက်တထောင်ဘူးလိုက်ထိုးမှတစ်ချိန်ကို၃တော့၃ချိန်ထိုးမှ၉တော့ထွက်ခဲ့ရင်ငွေ၉တော့နဲ့ပတ်စံ၅သိန်းနဲ့လဲလို့ရတယ်အချိန်ညို့ဒါကလည်းစနစ်အားကောင်းလို့ဒီကနေ့ကနန်းဒီကနန်းဆိုကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဖို့ဝင်နေသိတယ် ဒါလည်းစနစ်အားကောင်းလို့ကျွန်တော်ရဲ့ live ဒီအငြင်းတိုင်းကြည့်ရလို့ဆိုကျွန်တော်အငြင်းတိုင်းပြောခဲ့တဲ့စကားရှိတယ်လေးတလုံးနောက်နှလုံးပေါင်းလင်းတဲ့ပြိရှိလေးတိတ်ပြီးနဲ့လေးနောက်ပိတ်ရှေ့နှလုံးပေါင်းလင်းတဲ့ပြိရှိတကြိမ်ထွက်နိုင်တဲ့စနစ်၅မျိုး၆မျိုးတော့ရှိကျွန်တော်တော့၃လေးမျိုးပြဘူးလေဒါနဲ့လည်းတိုက်ဆိုင်နေတဲ့အခြေအနေလေးဖြစ်လို့ဒါလေးကိုအမှတ်ရတက်ပြောပြီးတာနော်စိတ်ဝင်စားလို့တော့၃မှ၃မှဆိုင်မသုံးပါနဲ့နော်အဲ့တော့ ခုနပြောတဲ့စကားလိုပေါ့နော်အကျိုးအဖြစ်ဒီတရားဟာကိုယ့်ကိုယုံကြည်မှုရှိကိုရှိရတယ်ယုံကြည်မှုလွန်ကဲသွားရင်လေစိုးကျိုးကြီးဖြစ်တတ်တယ်ငါတိတာအမှန်ငါတိတာအမှန်ဆိုတဲ့ဆုံးဖြတ်ချက်ကြီးကိုအဓိကလက်ကင်ထားပြီးတော့တစားသွားရင်လေစိုးကျိုးကြီးဖြစ်တတ်တယ်အဲ့လိုလေကိုယ့်ကိုယ်ကိုယုံကြည်မှုတိဆောက်မထားရင်လည်းပဲဘယ်အောင်သူတိရဖြစ်ဘူးဟိုကကောင်းလို့လို့ဒီကကောင်းလို့လို့ဟိုကဖြစ်နေလို့ဒီကဖြစ်နေလို့နဲ့စိုးကျိုးကြီးဖြစ်တတ်တယ်အဲ့တော့ confidence ကိုယ်ကိုယုံကြည်မှုအများတိဆော့တယ်ကိုယ်ယုံကြည်မှုကိုကိုပြန်မတက်ရဘူးအတိတ်ပဲတော့ဒါပဲဒုတိယအောင်မြင်တယ်ဆိုကိုယ်ကိုယုံကြည်မှုအများရှိကိုရှိနေရမယ်ကိုယ်ယုံကြည်မှုကိုကိုပြန်မတက်ရဘူးအတိတ်ပဲဒါပဲကျွန်တော်ပြောချင်တာအဒီမှာတွေ့လိုက်တယ်အဒါတော့ဒီလိုအတွေ့မနာတဲ့ကအနာတဲ့ကဒီမှာဒါမှမဖြစ်နိုင်အဲ့လိုမလုပ်နဲ့အဲ့လိုမလုပ်နဲ့အစရဲ့ထပ်ခတ်တဲ့ကစိတ်ယုံကြည်မှုဒီစား မကလားလို့လုံးဝမကလားကလားဆိုကြတာကျွန်တော်စပြီးခဲ့ပေါ့ဒီတက်ထိတ်ကိုဒီပုံစံနဲ့မြင်မြစ်ကြီးမှန်ပါလေကျွန်တော်အဖွဲ့ဝင်တွေပါတယ်မြစ်ကြီးတင့်တဲ့ပတ်စီဘာတစ်ခွမှမပြောတက်ထိတ်ရည်ကြီးအောင်ဘာတစ်ခွမှမပြောဘူးကျဘာလို့ကျွန်တော်စိတ်ကြိုက်ကနန်းကိုတဲလို့ကိုလုံးဝမရအောင်ဘလို့ကရှာမရအောင်မပြောကမပြောဘူးအဲ့ဒီကျွန်တော်ကိုယ်နဲ့မမကတဲ့မှလည်းထည့်လည်းမပြီးကျွန်တော်ကိုယ်လည်းမထူးတင့်တဲ့ပတ်တယ်တက်ထိတ်အဲတက်ထိုင်တော့ပေါ့နော်ထိုင်ဆက်ွက်ထိုးတော့ဒီတက်ထိုင်လေးတော့ view site ကစားလို့ဒါလေးတော့ မယုံမလုံလေးတော့ပြောတယ်တစ်ထိတ်အကြောင်းတရားချဲမှာစနစ်ရှိတယ်ဆိုတာလေးကိုအဓိကထားပြောပြတာပါအင်တန်ကောင်းတဲ့စနစ်တစ်ခုပဲလာတော့တယ်မစက်တည်းမြောက်မှာပရမသုံးတစ်ထိတ်ပြီးထွက်တယ်ထွက်တဲ့အချိန်မှာလူပေါ်အချိန်နဲ့ဆက်လုံးလုံးအဲ့တစ်ထိတ်ကြီးကပြောင်းအဲ့တစ်ထိတ်ကြီးထွက်ဖို့တစ်ကောင်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာ6ရက်နောက်တဲ့ကလင်နာမှာဒါလည်းပရမသုံးစက်ဖြစ်တယ် ဒီတွေ့တယ်ဒီသုံးတွေပဲရှိတယ်ဒုတိယမြောက်20ကျိန်းမှာတစ်ထိပ်ထွက်တယ်အကျိန်း20မှာတစ်ထိပ်လုံးလုံးပြောခဲ့20ကျိန်းမှာဒီတစ်ထိပ်ပေါ့20ကျိန်းတန်းတန်းမှာလေဒုတိယမြောက်တစ်ထိပ်သူနဲ့ဆောင်းတန်းတန်းမှာလေ6ရှစ်နောက်တွေ့ဒုတိယမြောက်ထောက်တယ်ဒီလို6ရှစ်နောက်တွေ့ထောက်တယ်သုံးကပ်ပဲရှိ6ရှစ်နောက်တွေ့တဲ့နော်ဒီမှာလေဒီတိုင်းအတိကြဝင်သွားတယ် ချိန်20လုံးလုံးတက်ထိပ်စီပြောက်တယ်20တချိန်ချင်းမှာတက်ထိပ်စရိုက်တဲ့20ချိန်ပြောက်ဒီလိုတန်းတန်းမှာလဲ3ချိန်ပြောက်တက်ထိပ်စီဖြစ်နေဒီမှာလဲထောက်တယ်68နောက်တယ်မပြောလိုက်ပြောလိုက်ပေါ်ပြလိုက်တင်ပြောလို့မပြောလိုက်မပြောလိုက်တန်းပေါက်လဲစိတ်ရိုက်ရှာထွက်သွားလဲမတတ်နိုင်ဘူးဆိုတာတထွက်သွားမှဒါထွက်သွားပြီဒီစနစ်တိုင်းအောင်လေလို့ပြောမထွက်ခင်မှာတော့ဒီစနစ်ရဒီလိုဖြစ်နိုင်နေဆိုတဲ့အတွေ့အကြုံရှိတယ် တက်တယ်စီနေကနန်းပေါက်တကွက်စိတ်ဝင်စားလောက်အောင်ကိုဘလို့မှရှာမရမနေ့ညထိရှာသေးတယ်နော်ကျွန်တော်ဆိုရှာလို့မတွေ့ဒါကြောင့်မပြောလိုက်ပြောလိုက်ကော်ပီလိုက်တယ်လည်းများတော့ပတ်လို့မှလည်းခြံကြတယ်မမမှလည်းခြံကြတယ်ပေါက်ဖို့လို့ထင်ကြိုက်သူပြောလို့ရတယ်ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့အဖွဲ့ဝင်နေဘူးအဓိကထားပြောလိုက်ဒီရှိပရိတ်ကြောက်နိုင်လားမကြောက်နိုင်လားပြီးကြတဲ့ပွဲမှာလည်းတန်တရားတွေလည်းပြောနေတာရှိပရိတ်မကြိုက်ဘူးလားကျွန်တော်မီးနေတော့ စိတ်မရတဲ့စိတ်လည်းမပေါဘူးဒါနဲ့ကျွန်တော်မကတက်မှာ၈ပြိလေးလေး၃ရာဆိုဒီဘက်ထိတ်ကစားတယ်ကျွန်တော်ပြောတယ်ကျွန်တော်လေးထိတ်ကြိုက်တယ်လေးလေး၅ဆိုရင်အဓိကတဲကစားတယ်ဒါလေးလေး၅ဆိုရင်တော့ပောက်ွက်ဖြစ်ရပေါ့တဲလေး၅ဆိုတော့ကျွန်တော်တို့နိုးတာပေါ့နော်ဒါပါပဲနော်အဲ့လိုဒီခုန်ခုန်လေးပတ်လေးလေးနဲ့ပတ်သက်ပြီးတော့တခြားတခြားသောကိုယ်နဲ့တိုက်ဆိုင်တဲ့အမြင်တွေရှိရင်ဒီကနန်းလေး သူအာယုံစိုက်ပါလို့ဒါလေးပြောပြတယ်နော်တက်ပြောပြတာနော်ကြည့်အားလုံးပဲကြိုင်တော့မကြိုင်မသုံးနဲ့ဒီစရာဒီပုံစံဒီပုံစံဒီလူဒီလူတွေးခေါ်နေတဲ့ပြောတာငါအချင်းကုန်ခံတယ်အချင်းကုန်တယ်မကြိုက်ဘူးဆိုဘယ်တော့မှဝင်မကြည့်ပါနဲ့နော်ဒါကိုပြောတာနော်အတက်ဘူးမှမကြည့်ပါဘူးနော်ချဲရသဘောသဘောအတက်ဘူးမှမကြည့်ပါဘူး ိတ်ဝင်စားဖို့ကောင်းပါဆက်ပြီးလေ့လာကြည့်ရပါတော့ဒါဒီရှစ်ပိတ်နဲ့ပတ်သက်ပြီးတော့ဒါ तू ကတော့ဒီလိုပုံစံရရင်နှစ်ပိတ်မှာရှစ်ပိတ်ပုံစံပိတ်နေတာဒါလေးကိုသဘောကျလာပါတော့ဒါလေးကဆက်ပြီးတွေးလို့ကောင်းလာပြီပေါ့နော်ဒီမှာတစ်ထိတ်လို့ရနှစ်ပိတ်မှာရှစ်ပိတ်ပဲရိုက်တယ်အဲ့တော့နှစ်ပိတ်ရှစ်ပိတ်ရိုက်တာလေဒီရှစ်မှာတကက်ရိုက်ကြည့်တယ်ဒါတော့မရှိခဲ့ဘူးနော်ကျန်တဲ့ရှစ်ပိတ်ကမရိုက်ဖြစ်သေးဘူးဒါရှစ်ပိတ်ကရှစ်မှာသုံးကက်ရိုက်ပြီးပြီတိုးတော့ ဒီကက်နဲ့ဒီကက်နဲ့ကရှစ်ပြိရိုက်တာသူလည်းကျွန်တော်ရဲမှာရှစ်ပြိကျွန်တော်လည်းမျက်စိသမားဆိုရှန့်ရှန့်ပေါ့နော်မတွေ့ဘူးသူဒါကြောင့်အနှစ်ပိတ်မှာရှစ်ပြိကလေးတဲ့သိမသားကြတိဒီချက်ဆိုတကယ်စောရင်စောရင်နောက်ကြရင်နောက်ကြတယ်အတိကျထွက်တယ်ဆိုအတိကျလုတ်တယ်ဆိုရှားပါတယ်နော်အဲ့တော့ရဲမှာဒီရှစ်ပြိကလေးကြီးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်စဉ်းစားဖို့ရအောင်ပြောပြတာတိုင်လုံးရဲလုံးတယ်နော်အဲ့လိုပဲကျွန်တော်2026ကျက် မမမခုံးလားခဏခဏမီးရကျွန်တော်လူဟောင်းနေတယ်ကျွန်တော်မမ်ဘာအကန့်တတ်တယ်ခေါ်မှာနော်အများကြီးကျွန်တော်အလုပ်လုပ်မပြီးနိုင်နိုင်နဲ့ကိုနိုင်နဲ့ဝင်လို့ပဲဥကြီးကန့်တတ်ပြီးခေါ်မှာအမမအဟောင်းနေပဲကျွန်တော်အရင်ဥစားပြီးပြောထားတယ်မမအဟောင်းနေအရင်ဥစားပြီးပြောလို့ကျွန်တော်တတ်မှတ်တဲ့အချိန်တည်းမှာ limit မပြည့်ဘူးဆိုရင်ဘယ်နှယောက်လိုလဲဆိုလိုတဲ့အရေးအတွက်ကို public မှာကျွန်တော်ပြောပြမယ်နော်အပြည့်သွားရင်တော့ public ကမမအစ်စ်လက်မခံတော့အချိန်တိုက်တယ် စိတ်ဝင်စားရင်ထုတ်ရောက်မယ် public နဲ့ပတ်သက်မကြိုက်မရောပေါ့နော်လုတ်ချင်လည်းလုတ်မယ်မလုတ်ချင်လည်းမလုတ်ပေါ့နော်တော့မမဝင်ရင်လို့မိတဲ့ပြည်သူများတဲ့ဒါကျွန်တော်ရဲ့အဖြစ်စကားပါနော်ပြီးတော့ဒီလောကအင်တန်ရှစ်ဖြစ်တယ်ရှစ်ဖြစ်လို့ဖြီးချေကနန်းရှာတာတဲ့အဲ့မမကိစ္စနဲ့ဖြီးရှင်းရတဲ့အပိုင်းကြီးကပူပြီးအုံလို့စား တက်ပြီးတော့တုံးတော့အစမ်းမခံနိုင်ဘူး။ကိုယ့်ကိုယုံကြည်တဲ့လူကိုပြောလို့အဆင်ပြေတဲ့အနေထားအရေးအတွက် clean နေတယ်။2026မှာအလိုလိုတော့မှာဖြစ်တယ်။ဟာဒါကြောင့်မလို့ public message များမိတဲ့ message များလောလောဆယ်တိလူတက်လက်မခံပါလူဟောင်းတော့မယ်ကန့်တဥယင်နေတယ်လက်ခံမယ်နော်။ကျွန်တော်နိုင်နိုင်နင်းနင်းလုတ်ပြနေတဲ့ဥယင်လေးပဲပြည့်ရင်နားပြီ။ဒါပါပဲနော်။ collect ပါ